တောင်းပါအန်ဒီဟာအလုပ်တွေပြီးပြီးပြင်ပန်းနေတာကြောင့်ဂျင်ပြတ်မှာအိယာကနေမထချင်းဖြစ်နေခဲ့တယ်။သူ့ရဲ့ကလေးတွေကအမေဖြစ်သူကိုအေးအေးဝါစေချင်တာနဲ့ကြောင်းသွားဖို့အတွက်သူတို့တိတ်တဆိတ်ပြင်ဆင်ကြပါတယ်။အကိုကြီးဂူစတာဗို မာရီလိုကသူ့ညီနဲ့ညီမလေးကိုသူကိုယ်တိုင်ပဲကြောင်းလိုက်ဖို့ပါမယ်လို့တိုးတိုးလီလာပြောသွားတယ်။ ဒီလိုနဲ့မောင်နှမ၃ယောက်ဟာကဲကျမကသူတို့အတွက်ဘာတွေပြင်ဆင်ထားတယ်ဆိုတာကိုမသိပဲအိမ်ကနေထွက်ခွာသွားကြပါတယ်အန်ဒရီယာကအိယာကထပြီးအလုသွားဖို့အတွက်ဆာရဲဆာရံတွေကိုစစ်ဆေးနေလို့အိမ်တကားကိုပြင်းထန်တဲ့ထိရိုက်ဒဏ်တွေကြားရပြီးရဲတွေအိမ်ထဲကိုတနက်တွေနဲ့ချိန်ပြီးဝင်လာလို့လန့်သွားတယ်။ရဲတွေလုံပုံကအကျဉ်းဖက်သမားကိုဝင်စည်းတယ်လို့ပဲသူ့သားကြီးဂူစတာဘိုကိုဘယ်မှာလဲလို့တမေးနဲ့မေးကြတယ်။ ဒီချိန်မှာဂူစတာဗိုပြောင်းရောက်လာလို့ရဲတွေကသူ့ကိုခကြမ်းကြမ်းဖမ်းဆီးပြီးအတင်းခေါ်သွားတော့အန်ဒရီယာလည်းသူ့သားလေးကလူကောင်းပါတခုခုမှနေတာဖြစ်မှာပါလို့တတတပြောရင်ကြောက်လန့်ငိုယုံလိုက်မိတယ်နောက်တော့အန်ဒရီယာကိုသူ့ရှင်နေအမ်မီလီယိုက ထိတ်လန့်စရာသတင်းတခုအတီးပြုပြောပြတယ်သူ့သားမှုကလူရက်မှုဂူစတာဗိုကိုဖမ်းဆီးခံထားရပြီးစုံစမ်းစစ်ဆေးခံနေရတယ်လို့ပြောလာတော့အန်ဒရီယာချိန်မကန်မိလက်မကန်မိ တရားသူကြီးကလည်းချက်ချင်းမလွတ်ပေးဘူးဆိုတော့သူလည်းအခန်းထဲကိုဇုတ်ဝင်ပြီးသူ့သားဟာအလုပ်ကျိုးစားသူစိတ်ထားဖြူစင်ပြီးဘယ်တော့မှခိုးဝတ်သူမဟုတ်ဘူးလို့အကြောက်ကံပြောမိလိုက်တယ်။တရားသူကြီးကလည်းအပြစ်မရှိဘူးဆိုရင်တော့သူအစဉ်ပြေသွားမှာပါ။ဒါပေမဲ့ဥပဒေကသူ့လမ်းကြောင်းတန်းဆက်သွားနေတာကြောင့်စောင့်ဆိုင်းဖို့ကလွယ်ပြီးတခြားရွေးချယ်စရာမရှိဘူးလို့သာပြောကြပါတယ်။ ဒီတော့သူ့သားကိုထောင်ပို့တဲ့အခါအန်ဒရီယာကလည်းနောက်ကနေတောက်လျှောက်လိုက်သွားပြီးအချိန်ရတော့သူ့မိကူမိခင်နှစ်ယောက်ကိုသူသိတ်လုံများနေလို့ခဏအိမ်မှာခေါ်ထားပေးဖို့ပြောလိုက်တယ်အဖြစ်မှန်မကိုတော့သူကမပြောဖက်ဒရယ်အချင်းထောင်ရဲ့ထောင်ဘူးဝရောက်တော့ထောင်ဝင်စားတွေ့ဖို့တန်းစီနေကြတယ်လူတွေအများကြီးကိုသူတွေ့ရတယ်ချက်ချင်းပဲကျမသားကိုအခုပဲထောင်ထဲပို့လိုက်တာဒါအမှတစ်ခုပါတားနဲ့တွေ့ဖို့လူတွေလို့ပြောလိုက်တော့ဘဝသူထောင်ဝင်စားတွေ့ခြင်းသူတွေကတန်းစီပါရမ်းမဖြစ်ပါနဲ့လေ စောစောတွေ့ချင်းစောစောတန်းစီပါလို့ဝိုင်းပြောကြတယ်။ဒီတော့သူလဲသူသားကိုတွေ့ချင်းစောနဲ့ဟိုးနောက်ဆုံးကနေဝင်တန်းစီလိုက်ရပါတယ်။နှစ်နာရီလောက်တန်းစီပြီးနောက်ဆုံးစစ်စေးဝင်နှန်းနဲ့တွေ့တော့မှထောင်ဝင်စာတွေ့ခွင့်စင်းနဲ့မှအန်ဒရီယာဆိုတဲ့နာမည်မပါဘူးလို့ပြောပါတယ်။သူကသူ့သားကိုမတွေ့ရမချင်းဒီနေရာကမခွာနိုင်ဘူးလို့အကြက်ကန်ခြင်းပေမဲ့ရှင့်နေနဲ့သွားပြောပါလို့သာပြောကြတယ်။ဒါပြင်တခြားသူတွေကလည်းသူတို့အချိန်ကျန်ကြမှာစိုးလို့သူ့ကိုဝိုင်းပြီးမောင်းထုတ်လိုက်ကြပါတယ်။ အားလုံးကလည်းသူ့ပူလက်သူမှတ်လာတကယ်တမ်းတော့သူ့သားဟာအချင်းတောင်ကိုအသက်ရောက်လာသူဖြစ်တာကြောင့်ပပုံတင်ချင်းဆိုင်ရာလှုပ်ထုံးလုံးဤတချို့ကိုစောင့်ဆိုင်းရဦးမယ်ဆိုတာနားလည်သွားတော့မှအန်ဒရီယာလည်းတောကရီကိုမျိုးသိပ်ပြီးအိမ်ပြန်လာခဲ့ရပါတယ်သားသမီးတွေရဲ့တန်နဲ့တာယာခဲ့တဲ့အိမ်ကလေးဟာအခုဆိုရင်အိမ်လွတ်တလုံးလိုတိတ်ဆိတ်နေခဲ့ရပြီ။ထောင်ကအကြောင်းကြားချင်းကိုမျော်တလင်းလင်းနဲ့အချင်းတော်ကြကြစောင့်နေရပြီးဖုန်းမြည်လာလို့ခမန်းကနိုင်ကောက်ကြိုက်တယ်။ဆက်သူက သူ့သားဂူစတာဘူပါ။ သူငါသုံးထားတဲ့ဖုန်းကကုံတော့မှဖြစ်လို့တားကကြက်ရိုက်ရိုက်ပြောနေတယ်။ထောင်ကကျွေးတဲ့ထမင်းကိုမစားနိုင်တဲ့အတွက်အစားအသောက်တွေယူလာပေးဖို့နဲ့ဂျက်ကင်စောင်တို့ကိုပါထည့်ခဲ့ဖို့အလောတကြီးမှားနေတယ်။တပတ်ခါမနဲ့9နာရီကနေ10နာရီတွင်းလာတွေ့လို့ရတယ်လို့ပြောပြီးဖုန်းပြက်သွားပါတယ်။နောက်တနေ့မှအန်ဒရီယာကဘာမှမဖြစ်သလိုဟန်ဆောင်ပြီးအလုပ်ကိုသွားခဲ့ပြီးမနေ့ကခွင့်ပြုချက်မယူဘဲပြက်ကွက်ခဲ့တာကြောင့်အကြီးအကဲဘာဘရာက လာမေးတယ်။ အန်ဒရီးယားဟာသူ့သားရဲ့အမှုကိုဖုံးကွယ်ထားခြင်းတာကြောင့်သူ့မေးရေးပေါ်ဆေးုံတင်လိုက်ရလို့ပါလို့လိန်တဲ့ပြင်ဆေးစစ်ချက်နဲ့နောက်ဆက်တွဲကုသမှုတွေကြောင့်မနှက်ပြန်လဲသူခွင့်ယူအောင်မယ်လို့ပြောလိုက်ပါတယ်ဒီကြတဲ့သူ့သားကိုရဆူသားလို့ထင်နေတဲ့ရှင့်တွေကိုသူကပဲပြန်ပြီးအောင်ောက်ပြစ်လိုက်မိတယ်။ဘာပဲဖြစ်ဖြစ်သားကိုထောင်ဝင်စားသူသွားတွေ့ရတော့မယ်။ ပလတ်စတစ်ဘူးဆိုင်မှာဟင်းထက်ဖို့ဘူးလွတ်တွေသွားဝယ်တော့အယောင်စီးမလေးကသူ့ကိုဈေးကြီးတဲ့ကျောင်းတက်တဲ့ချက်တီတိုရဲ့အမေလားလို့အမှတ်မထင်မေးလိုက်တယ်ချက်တီတိုဆိုတာဒီအကွက်မှာနေတဲ့သူတိတ်ချမ်းသာတဲ့လူကိုခေါ်တာပါသူစီမံထားတဲ့စားစာတွေကအကောင်းစားတွေဖြစ်နေလို့လူမားပြီးမေးတာလားသူကသားကြိုက်တတ်တဲ့ဖော်ဝယ်ရာလေးတွေပြင်ဆင်ပြီးစောင်းတွေကိုလည်းထဲ့ယူနေရသေးတယ်အင်္ဂါထွက်မယ်လို့တော့ရက်ွက်ထဲပြောင်းလာတဲ့ငယ်ငယ်ချင်းတယောက်ကလာနှုတ်ဆက်လို့သူကပူတယ်လို့မထင်အောင်ဟန်ဆောင်ပြုံးလိုက်သေးတယ် ဒီတစ်ခါတော့ထောင်ဘူးဘွားမှာတန်းစီရမယ်ဆိုတော့ကိုအန်ဒရီယာသိသွားခဲ့ပါပြီအစားအစာကတထုပ်အဝတ်ထည်ကတထုပ်သူ့သားနှွေးစီခြင်းလို့သူယူဒဆောင်ကတိတ်ကြီးတယ်ဆိုပြီးစစ်စဲသူကနှစ်ပိုင်းဖြတ်လိုက်ုံတင်တာမကဆက်ပြာကိုလည်းအဲ့ဒီတိုင်းဖြတ်လိုက်သေးတယ်အသားကြော်တွေကိုလည်းဒဦးနဲ့လိုက်ထိုးနေလို့တားတဲ့အခါမင်းကလူသစ်လားလို့တမ်းမေးတယ်နောက်တော့စပင်ထဲမှာဝစ်ထားတဲ့အင်ဂျီထဲမှာဘာတွေဖွက်ထားတယ်လဲဆိုတော့ကိုပိုက်စိတ်တိုက်ရှာဖွေလောက်ခံရပါတယ် ဘရာကိုလှမ်းပြယုံတင်တမကဘောင်းမီချုတ်ခါကုန်းပြီးချောင်းပါစူးခိုင်းတော့ရှက်ပေမဲ့လဲတောင်းကိုတွေ့ချင်းစိမ့်တယ်ပြောတဲ့အတိုင်းသူလှုပ်ပေးနေခဲ့ရတယ်ထောင်ဘူးဘွားကနေထောင်ထိကားတစ်ဆင့်ထပ်စီးကြတော့လူဟောင်းတချို့ကသူ့ကိုအနားထံမှာထိုင်ခွင့်မပေးတသက်လူဘွားဝတာကိုအန်ကျိတ်ခံလိုက်ရတယ်ကားပေါ်မှာမှိုင်နေတဲ့သင်းခွင်းမိခင်ရဲတွေနိုင်ကျင်လာကိုတိုင်ပြစ်မယ်လို့ပြောနေတဲ့မိခင်အားလုံးကတောကကိုစီနဲ့လိုက်ပါလာတော့ကိုအန်ဒရီယာအခုမှကိုတွေ့မြင်ဘူးသွားရတယ် အထက်ရောက်လို့လွတ်တဲ့ဇွဲတစ်ခုမှခင်းကျင်းဖို့လို့တော့အရင်ကလူအောင်ကဒါသူ့နေရာပါလို့လာပြောလို့သူလည်းခုံတန်းလေးတစ်ခုကိုပဲရွေးလိုက်ရတယ်ဘလောက်ခဲခဲတွေပဲရှိရှိထောင်ထဲကတောက်ကိုမကြိုးမပဲ့ပဲတွေ့ရလို့အားရပါးရပြေးဖက်ခွင့်ရလိုက်တာနဲ့တင်သူသိတ်ဝမ်းသာနေခဲ့ရပါလေတားအတွက်သူယူလာတဲ့ဖက်နှက်ကိုပြတယ်ဘဝဒူတွေကလည်းကိုဝိုင်းနဲ့ကိုတူ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 နဲ့ ရှင်နေရဲ့အဆိုရဆိုရင်စီရင်ချက်မချမချင်းဒီမှာဆက်နေဦးမယ်ဆိုလို့ပြောပြလိုက်တော့ဂူစတာဘိုကသူထောင်ထဲမှာဒဏ်ခံနိုင်မှာမဟုတ်ဘူးလို့ပြောရှာတယ်။ဒီစကားတွေကအန်ဒရီယာရဲ့ယင်ကိုဓာတ်နဲ့ပွန်းတယ်လို့သိမ့်နာကျင်ခဲ့ရပါတယ်။ဒါကြောင့်လဲသူ့မိအင်ကိုကလေးတွေသွားခေါ်တဲ့အခါအန်ဒရီယာဟာဟမ်ဆောင်နိုင်တော့ပဲအဖြစ်မှန်ကိုပြောပြပြီးငိုချပါတော့တယ်။အဖကသူ့မိကိုဒီတိုင်းဆွဲခေါ်သွားတော့ဘာမှမလုပ်ဘူးလို့ကောတယ်။ရဲတွေကတကားကိုရိုက်ချိုးပြီးတားကိုဒွတ်တိုက်ဆွဲသားတာသူဘာတက်နိုင်ပါလဲ။ ဒီကြတဲ့အကိုကြီးကိုချစ်တဲ့ညီမလေးကသူ့ကိုတေသွားပြီးပုတ်လာဆိုပြီးအန်ဒရီယာကိုလိန်နေတယ်လို့ထင်လို့မနှဲရှင်းပြရသေးတယ်။အဲ့ဒီညထောင်းကနေဖုံးဆက်တော့ညီမလေးနဲ့အတင်းဖုံးပြောခိုင်းလိုက်တယ်။အကိုကြီးရဲ့တန်ကြားတော့မှညီမလေးကတကယ်ထောင်ထဲမှာရှိတာသိကြလားလို့ထပ်ပြီးမေးရှာသေးတယ်။ဒီလိုနဲ့ထံဝင်စားရတဲ့တည့်ရထက်ရောက်လာခဲ့ပြီးလိန်မော်သိမယူပါဘူး။သူ့ဝတ်ထားတဲ့ဆွေတာကအပြာရောင်ဖြစ်နေတယ်။ထောင်သားတွေနဲ့ရွေးထုတ်ကုန်ပဲချုပ်ပစ်ခိုင်းတယ်။ အန်ဒရီယာကလည်းစိတ်တူတူနဲ့သူဝစ်ထားတဲ့ဘရာကအပြာရောမလို့ဒါကူကချွတ်ရမလားလို့အရွဲတိုက်လိုက်တော့သိညံကောင်းပုံမလုပ်ပြပါနဲ့လို့ပြောခံရတယ်။ဒါနဲ့တွေ့ခွင့်ရတော့အခန်းထဲမှာစိတ်ရှုစရာတစ်ခုနဲ့သူကြုံရတယ်။သူပေးထားတဲ့ဂူစတာဘိုရဲ့ဖနှက်ကိုတခြားထောင်သားတူကစီးထားတာကိုသူတွေ့လိုက်ရတယ်။ဂူစတာဘိုကတားနေတဲ့ကြားက"သူကဒေါသတွေကြီးပြီးဖနှက်ကိုအနိုင်ကျင့်ယူထားတဲ့အကျဉ်းသားစီကိုသွားရန်တွေ့တော့မိခင်ချင်းလုံထွေးရန်ဖြစ်မိလို့တခန်းလုံးအော့အော်တောင်းနေဖြစ်သွားခဲ့ရပါတယ်" အဆောက်တွေချက်ချင်းရောက်လာပြီးတားနေတာကိုအန်ဒရီယာက စိတ်မလျှော့တဲ့ပြင်ရန်လုံးပဲကြံနေလို့ဘဝဒူမိခင်မာတာလို့ခေါ်တဲ့အမျိုးသမီးတူကသူ့ကိုတင်းချုပ်ပြီးမင်းရဲ့ပြုမှုကတားဖြစ်သူရဲ့အခြေအနေကိုထောင်ထဲမှာပိုဆိုးသွားစေလိမ့်မယ်လို့တိုးတိုးလေးပြောတယ်။အန်ဒရီယာသိတော့တာထွက်နေပြီမဲ့ကိုချင်းစာစိတ်နဲ့လာပြောတဲ့သူရဲ့စကားမှုနားထောင်လိုက်တယ်။ဒါပေမဲ့ဒီနေ့ဖို့တော့သူချက်ချင်းထွက်သွားရမယ်လို့ထောက်အနန္ဒပန်ကမောင်းထုတ်တာကိုခံလိုက်ရပါတယ်။ ထံဘူးဝါမှာမာတာအထုပ်ပိုးတွေနဲ့ထွက်လာတဲ့အခါအန်ဒရီယာကဂျေစုဆက်တဲ့အနေနဲ့သူ့ကိုကားကြုံခေါ်တင်လိုက်တယ်။ကားပေါ်မှာဆက်ပြီးပြောပြကြတော့အန်ဒရီယာကသူ့ကလေးကိုဒီမှာထားခဲ့ရတာရင်နာတယ်ဆိုတော့မာတာကကလေးတော့ကလေးဒါပေမဲ့သူ့မှာရှိတဲ့အရာတွေကတစ်သေးလေးတွေမဟုတ်တော့ပါဘူး။ဒါအဖွားပြောနေကြဟာတာဆိုပြီးနှစ်ယောက်သားရင်မိကြတယ်။ မာတပုံသင်ကလင်ဆုံးများလိုလိုသားဆုအမေလိုလိုနဲ့အသက်ရွယ်ထက်ပိုပြီးရုပ်ကျနေသလိုမြင်ရပေမဲ့စိတ်ကောင်းနှလုံးကောင်းလေးတော့ရှိပုံရပါတယ်စိတ်ပန်းလူပန်းနဲ့အိပ်ပျော်သွားတဲ့အန်ဒရီယာသူ့သားငယ်လာနိုးမှအလန်ကြားအိယာကလည်းလက်နိုးလာတယ်။သူလက်နာကသူ့သားကညစဉ်9နာရီတိုင်းဖုန်းဆက်ရမှာကိုမနစ်ကဖုန်းမခေါ်ခဲ့လို့ပါ။ဒါကြောင့်ရှင့်လေအမလီယိုကိုသားဘာဖြစ်တယ်လဲမသိဘူး။9နာရီတုန်းကဖုန်းမခေါ်ဘူး။အဖြစ်မှန်မသိရရင်သူသေရပါလိမ့်မယ်လို့ဖုန်းလန့်ဆက်ပြီးပြောတယ်။ ရှင်နေကစုံစမ်းပေးနေတာကိုလေသူကသိကြတယ်ထင်လို့ကလေးညက်ကိုဆွဲပြီးထောင်ဘူးပေါ့ကိုကားမောင်းချသွားတယ်။ဒါပေမဲ့ဝန်ထမ်းတွေကဒီနေ့အဲ့တွေ့ရမဟုတ်ဘာမှမဖြစ်ဘူးဒါမူဂျိုเจ้าမဟုတ်ဘူးလာအောင်မင်းနဲ့ဆိုပြီးတကားကိုစောင့်ပိတ်သွားပါတော့တယ်။ဒီလိုနဲ့စိတ်တွေပူပြီးကားထဲဝင်ထိုင်လိုက်ချင်ရောက်တော့မှထောင်ကနေဖုန်းတစ်ကောက်ဝင်လာပါတယ်။ဆက်တဲ့လူကတော့အာလီဟိုဆိုတဲ့လူသူ့သားနဲ့အဆောင်တူတူကြတဲ့နှစ်ကြီးဂျင်းသားတူသူ့ရှင်နေကလည်းအီမီလီယိုပဲဒါကြောင့်ဖုန်းဆက်ခန်းလို့ဆက်တာတဲ့။ ဒီမမတန်ငါသမီးနဲ့ကြိတ်ဆိုပြီးပြောတယ်မင်းသားဘာမှမဖြစ်ဘူးထောင်တွင်းရံပွဲလေးတပွဲပါဒါမျိုးတွေကဖြစ်တတ်ပါတယ်မတန်အခု तू လူခွဲပြီးအချုပ်ခံထားရရုံတတ်တတ်ပါဒါကြောင့် तू ဖုန်းခေါ်လို့မရတော့ဆိုတော့မှအန်ဒရီယာမှာငိုဖို့သာတက်နိုင်ခဲ့တယ် तू ကအစိုးဆုံးကိုတွေးပြီးစိုးရင်ပူပန်နေရတယ်မိခင်မှတ်လားတနင်္ဂနွေနေ့မှာလာတွေ့ခွင့်ပေးတယ်ဆိုတော့အဲ့ဒီရက်ကိုစောင့်နေုံပဲရှိတော့တာပေါ့အန်ဒရီယာခမရအလုံမှလည်းစိတ်နဲ့လူနဲ့မကပ်သူ့မိကလည်းသူ့မြင့်ညက်ကိုပစ်ထားတယ်လို့ဆိုတယ် အန်ဒရီယာကတော့သားသမီးတွေကိုချစ်တာပါပဲဒါပေမဲ့အခုချိန်မှာသူအပြစ်မရှိဘူးလို့ယူဆထားတဲ့သားကြီးတယောက်ကထောင်ထဲကိုရောက်နေလို့ဒီအချိန်မျိုးမှာမြစ်တာထက်သားကြီးပေါ်ဂျူနာလေးတွေပိုနေတာတော့ရှိတာပေါ့လေဒီနေ့တော့ထောင်ကိုကလေးတွေပါသူခေါ်လာလိုက်တယ်အငယ်မလေးကသူ့ကိုရဲ့အသေးဆွဲမှလာကားပေါ်ရောက်တော့မာတာကဝိုင်းရင်သူပြီးပြီးသူ့ကိုနေရာပေးတဲ့ပြင်အထုပ်ကိုတက်တက်မဲ့ခုံပေါ်တင်ပြီးစိတ်ပုတ်ထားတဲ့တယောက်ကလည်းကလေးတို့နေရာဖယ်ပေးလိုက်ပါလို့လှမ်းပြောပေးပါတယ် ထောင်ထဲမှာဂူစတာဘိုရဲ့မျက်ကွန်းတစ်ဖက်ညူမဲနေလို့အန်ဒရီဟာမငိုမိအောင်စိတ်ကိုမနှဲထိန်နေရရတယ်။အငယ်နှစ်ယောက်လည်းရှိနေတယ်မှတ်လား။ဂူစတာဘိုကဘာမှမဖြစ်ဘူး။နောက်ဆိုရင်နာမည်ကြီးတစ်စိတ်တွေပါတဲ့ပစ္စည်းတွေသာမယူလာမိအောင်ရှောင်ပါ။အဲ့ဒါတွေကအကျဉ်းသားတွေချမှာမနာလိုစိတ်တွေဖြစ်တတ်တယ်လို့ပြောပါတယ်။ဒီအချိန်မှာပဲသူ့ကိုဖုံးဆက်ပေးခဲ့တဲ့အကျဉ်းသားအာလီယိုရောက်လာပြီးဟော်ဘော်ယူနဲ့လာနှုတ်ဆက်တယ်။နှစ်ကြီးသမားဆိုပေမဲ့ရုပ်ကတော့တန်သား။ ကလေးတွေကိုဆက်ဆန္ဒကလည်းတိတ်ကိုအထာမြက်လို့သူတို့တွေချက်ချင်းရင်းနှီးသွားကြတယ်အန်ဒရီယာက အာလီကိုအတွက်ပါအသားကြော်တဘူးပေးလိုက်တော့တိတ်ကျေးဇူးတင်သွားတယ်သူကပဲအန်ဒရီယာတို့အတွက်စပွဲတစ်ခုကိုရှာပေးလို့သူတို့အလုံးတဝိုင်းနဲ့ထိုင်ပြီးအတူမျှဝေစားတော့ကြပါတယ်အချင်းထောင်ရဲ့အေးဆက်တဲ့နယ်ရီကြားထဲမှာအန်ဒရီယာဟာမိသားစုလေးတစုပြန်လဲပေါင်းစည်းရတယ်လို့ခံစားခဲ့ရပါတယ်။ဟိုဝိုင်းဒီဝိုင်းမှာလည်းသူတို့အချင်းချင်းပြောစရာစကားတွေအများကြီးရှိပုံပဲ လူတိုင်းမှာဘဝကိုယ်စီးနဲ့အကြောင်းအရာမျိုးစုံနဲ့ဒီလိုချိန်လေးဟာထောင်သားတွေအတွက်တော့ကိုယ်မိသားစုဝင်တွေရဲ့လက်ကလေးကိုဖမ်းဆုပ်ခွင့်ရတဲ့ချိန်လေးပါပဲအငယ်မလေးမာဒူကနှုတ်သွက်ရှာသွက် အာလီယိုကိုဘာလို့ဒီထဲကိုရောက်နေတာလဲတဲ့ဂူစာဘုံကဒီမှာဒီလိုမေးခွန်းမမေးရဘူးလို့ဝင်ဟန့်လိုက်တယ်အာလီဟိုကတော့မာတူလေးဒီမှာငါတို့မပြောချင်တဲ့အရာတွေရှိတယ်ဒါကြောင့်ကောင်းတာလေးတွေရွေးပြောလို့ရပါတယ် မင်းကဘယ်မှာလှုပ်လှုပ်တလဲလို့မေးလိုက်တော့ကလေးတွေကစမှန်းသိလို့ရေလိုက်ကြပါတယ်အဲ့ဒီညမှာအန်ဒရီယာဟာသူ့သားကြောင့်အဖြစ်မှန်ကိုဖုံးကွယ်ဖို့ဂျူးစားရင်ကပုံမှန်တွေ့နေကြသူ့တငယ်ချင်းဖွဲ့နဲ့တွားတွေ့ခဲ့ပါတယ်။အစာပိုင်းမှာသူကဘာမှမဖြစ်ဘူး။အရင်ကတည်းကပျော်ရွှင်မြူးတူပြနေပေမဲ့တငယ်ချင်းတွေအားလုံးကအန်ဒရီယာရဲ့သားကြောင့်ကိုသူတို့တီးပြီးသားပါလို့ဖွင့်ပြောလာတယ်။ဒါတင်သားမကသူ့ဖြစ်ကိုဂျူနာတက်ပြီးသူ့အတွက်เจ้าကမိတ်ဆွေ မိခင်တွေအားလုံးတိုင်ပင်ပြီးရံပုံငွေတောင်မှစုထည့်ထားကြသေးတယ်လို့ပြောတယ်။ပတ်စံတစ်ထက်နဲ့တူထဲဝင်သူတွေရဲ့စိမ်းတောင်ပါတယ်တဲ့။ဒါကတိတ်ကျေးဇူးတင်စရာကောင်းတဲ့ကိုချင်းစာစိတ်နဲ့ဝိုင်းကူကြတဲ့ကိစ္စပါ။ဒါပေမဲ့အန်ဒရီယာကတော့ရမငွေထည့်ကြတယ်ဆိုတော့သူ့သားသတင်းဟာလိုတာတဲ့ပုံပြီးရထဲရာထဲမှာပြန့်သွားပြီပေါ့လို့စိတ်ဆိုးသွားပါလေ။သူတို့ငွေချင်းတွေဖို့ကတော့စေတနာဝေဒနာဖြစ်ရပြီပေါ့ ူရီယာအပူမီးတောက်လောင်နေခြင်းဆိုရင်စေတနာကိုရောင်ပြန်ဟပ်ဖို့မပြောနဲ့အခုလိုတလွဲမာနနဲ့အထင်မြင်လွဲတာမျိုးပါကြုံရတပါတယ်တငယ်ချင်းတွေကတော့မြင်နှိပ်ရလန်ဆိုင်မလုတ်ချင်ကြအသားလေးအလိုက်တစီနှုတ်ဆိတ်နေပေးလိုက်ကြပါလေအဲ့ဒီညမှာပြုံးစရာကောင်းတာကတော့ထောင်ကနေဝင်လာတဲ့ဖုန်းကသူ့သားဖုန်းမဟုတ်ပဲအာလီဟိုဆက်တာဖြစ်နေတယ်အချောင်းပြချက်ကတော့မမေရရမရှိပြောရရင်လူပြိုလှဲ့တာပါပဲအာလီယိုရဲ့သမီးအချောင်းကိုမေးကြည့်လိုက်တော့သူ့ဖွားနဲ့နေတာ သမီးလေးနာမည်ကယာမီလာပြီးခဲ့တဲ့ဆယ်နှစ်အတွင်းသူသမီးကိုတခါမှမတွေ့ဖြစ်ဘူးတဲ့သူ့အမေကခွင့်မပြုလို့လားလို့မေးလိုက်တော့အဖွားကခွင့်မပြုတာပါ သူ့ဇနီးကသုံးသွားတာကြာခဲ့ပြီသူတို့ကတချင်ကဆေးဆွဲနေခဲ့ကြတာသူကတော့အသက်ရှင်လန်ပြီးပဲဇနီးတွေကတော့ငူးရနွန်းထဲကနေမတက်နိုင်လို့သုံးသွားခဲ့တာငါကလူသက်သမားမဟုတ်ပါဘူးတခိုးတယောက်ပါဆိုတော့မှအန်ဒရီယာကလည်းတော်သေးတာပေါ့လို့ပြောပြီးသူတို့ချင်းပြုံးမိသွားကြတယ် နောက်ရမှာရှေ့နေ MLU ကဂူစတာဘိုကိုဆွဆွဲခံထားရတဲ့ခုံးမှုကိုကျူးလွန်ထားတဲ့ဗီဒီယိုဖိုင်ကိုပြခဲ့တယ်။ပုံရိပ်ထဲမှာဂူစတာဘိုလို့ရှင်းရှင်းလင်းလင်းခွဲခြားလို့မရပေမဲ့လူဆွဲထုတ်ပြတဲ့တပ်တွေကဂူစတာဘိုဟာ ကားမောင်းပေးခဲ့တဲ့လူလို့လက်ထောက်ချထားတယ်။ဂူစတာဘိုဒါမှမဟုတ်ချမ်းသာတဲ့ကောင်လေးလို့အဓိပ္ပာယ်ရတဲ့ချက်တီတိုဟာလူရက်တဲ့အဖွဲ့အတွက်ကားမောင်းပေးခဲ့တယ်လို့သိထားကြတယ်။အဖွဲ့ခေါင်းဆောင်စန်တီရှန်ဆိုတဲ့မျိုးသားတရုတ်ရဲ့တည်င်းကိုလည်းသူရလိုက်ပါတယ်။ ဒီတော့အန်ဒရီယာလည်းမနက်ခင်းတစ်ခုမှတခါကသူ့ကိုချက်တီတိုရဲ့မိလားလို့မေးခဲ့ဘူးတဲ့ဘူးလို့ရောက်တဲ့ဆေးမလေးကိုသွားတွေ့ပြီးသူကစန်တီရှန်ဆိုတဲ့လူကိုရှာနေတာလို့ပြောလိုက်တယ်မင်းသိတယ်ဆိုတာငါသိတယ်ဆိုပြီးအတင်းမေးလိုက်တော့စန်တီရှန်ဟာတိတ်အန်ဒရီယာများတဲ့လူဆိုသတိပေးတာမျိုးရှိပေမဲ့အန်ဒရီယာဟာအဲ့ဒီလူကိုရှာဖို့ဆုံးဖြတ်လိုက်ပါတယ် ကောင်မလေးစီကတိရတဲ့သတင်းတွေအရကားလုဆိုတဲ့လူကိုအရင်ရှာဖို့ဆိုင်နဲ့ဆိုင်နဲ့ဝင်ပြီးမေးကြည့်လိုက်တော့ကားလုကဆိုင်နဲ့ရောက်နေတာနဲ့အသင့်တိုးသွားတယ်။ကားလုစီသွားပြီးဆန်တီရှန်ကိုတွေ့ချင်တယ်။ကျမကရက်ထဲမှာချန်တီတိုလို့တိကြတယ်။ဂူစတာဗိုရဲ့အမေပါလို့အရေးစွန့်မေးလိုက်ပါလေ။ဒီတော့ကားလုကတနေရာကိုဖုံးဆက်တယ်။ပြီးတော့သူ့နောက်ကနေလိုက်ဖို့ခေါ်လိုက်တယ်။နောက်တော့သူ့ကိုခေါင်းငုံထားခိုင်းပြီးကားတစ်စီးနဲ့တနေရာကိုခေါ်သွားပါလေ။ အန်ဒရီယာလည်းကြောက်ကြန့်လွန်းလန့်ပေမဲ့တားစောနဲ့ဇိမ်းတွေခေါ်ရနောက်ကိုလိုက်သွားမိတော့တနေရာမှာကားရဲသွားပြီးသူတိုက်တွေ့ခြင်းနဲ့ဆန်ဒီရှန်ဆိုတဲ့သူခေါင်းကန်းထဲမှာလာထိုင်တယ်ဆန်ဒီရှန်ကစိတ်မပူနဲ့ဂူစတာဗိုကကောင်းကောင်းမွန်မွန်လေးထိုင်မယ်ဆိုရင်နောက်ပိုင်းမှာအဆင်ပြေအောင်သူ့လုပေးပါမယ်လို့အာမခံကလေးပေးပြီးသူ့ကိုကားပေါ်ကနေဆင်းခိုင်းလိုက်ပါတယ်ဒီကနေပြန်မှာသူ့အလုပ်ကနေဖုန်းတွေဝင်ထားတဲ့အန်ဆာရင်မရှင်မှာပြောနေတာကတော့ အနစ်ချုပ်လိုက်သူ့ရဲ့ပြက်ကွက်မှုတွေကိုပြောပြီးအလုတ်ထုတ်ပြစ်လိုက်တော့လာပါပဲနောက်တနေ့မှာအန်ဒရီဟာသူစုံစမ်းမိသည်။အရာအလုံးကိုသူ့သားကိုဖွင့်ပြောလိုက်တယ်။ဆန်ဒီရှန်ရဲ့အကြောင်းနဲ့လူရမှုဖြစ်တဲ့နေ့ကဘားကျောက်သားကသူတို့နဲ့အတူရှိနေတယ်လဲဆိုတဲ့အမှန်တရားကိုပြောပြဖို့တောင်းဆိုခဲ့တယ်။ဂူစတာဗိုကအတံပိတ်နှုတ်ဆက်ဒီတိုင်းတုံ့နှိပ်ပါဝင်နေတော့သူ့သားကိုဖျက်ရိုက်မိသွားတယ်။စိတ်ဆိတ်နေခြင်းဟာဝန်ခံခြင်းလို့လူတွေကနားလေထားတယ်မှတ်လား။ဒါကြောင့်လဲလူစိုးကောင်လေး သားသိကြိုက်တယ်ဆိုရင်လေဒီအထဲမှာပုတ်သိုးတဲ့အဖြစ်နေလို့ရတယ်လို့ပြောချပြီးသွားတယ်။ဂူစတာဗိုကတော့သူ့မိကိုငေးကြည့်ရင်ကအမေဒေါ်လာထွက်တင်ပါတယ်။ဒါမဲ့ဒီကိစ္စမှာဝင်မပါပါနဲ့။သူတို့ကသိအန်ဒီယန်များတယ်လို့ပြောပြီးထထွက်သွားပါလေ။ဒီဖြစ်အကြောင်းဝမ်နေပြီးစိတ်ပြတ်အားငယ်နေတဲ့အန်ဒရီယာတယောက်ထောင်ဝင်စာတွေ့ဖို့တွေ့ဖက် မာတာရဲ့မွန်းတေပွဲမှာလိုထက်ပိုပြီးတောက်မိသွားပါလေ။ နောက်တည့်မှာတော့ရင်နာကြပြီးနိုးလာတဲ့ချိန်မှာမာတာကဓာမျိုးတွေဖြစ်တတ်ပါတယ်ဆိုပြီးကိုချင်းစာစိတ်နဲ့အားပေးတယ်။ဒီအားပေးမှုကအန်ဒရီးယားရဲ့ရှင်တဲ့နောက်ထပ်သတ္တိတစ်ခုမျိုးဒါမှမဟုတ်ကိုချင်းစာစိတ်တစ်မျိုးပေါက်ဖွားခဲ့တာကြောင့်သူဟာမာတာကိုခေါ်ပြီးအဲလိုဟာရဲ့သမီးယာမီလာရှိရာကိုထွက်လာခဲ့ကြပါလေ။ခိုရောက်တော့ကလေးမလေးရဲ့အဖွားကသူ့မျိုးကိုသူ့ဖေအကြောင်းမသိစေချင်ဘူးလို့သူတို့ကိုမောင်းထုတ်တယ်။ဒါမှလည်းအန်ဒရီးယားကလက်မလျှော့ဘဲအိမ်မေးနာကလည်းမတန်ရည် ကျမတို့အားလုံးဒူညီတဲ့ဒဏ်ရာတွေခံစားနေရတာပါဒါပေမဲ့ထောင်ထဲမှာရော ထောင်ပြမှာပါအမှန်တရားကတော့အတူတူပါပဲကျမတို့အားလုံးကိုမိသားစုဝင်ကိုတွားတွေ့ဖို့လိုပါတယ်လို့ဩပြောလိုက်တော့နောက်ဆုံးမှာယာမီယာထွက်လာတော့မှဆယ်စုနှစ်တွင်အာလိုဟာဟာသူ့သမီးကြောင့်ထက်ထက်ပြောတတ်တယ်ဆိုတာပြောပြလိုက်ပါလေနောက်တနေ့ထောင်ဝင်စားတွားတွေ့ချိန်မှာအာလီဟိုဟာသူ့သမီးကိုပထမဦးဆုံးကြည့်ဖြစ်တွေ့လိုက်ရလို့သိတ်ဝမ်းသာသွားတယ် ဟိုင်းရာမီယာလေးငါကအာလီယိုပါလို့ပြောပြီးလက်ဆွဲနှုတ်ဆက်ဖြစ်သွားတယ်။ဆယ်စုနှစ်တစုကြာဝေးကွာနေတဲ့တားဖာတို့ပြန်လဲစုံစည်းခြင်းမှာအန်ဒရီယိုနဲ့ဂူစတာဗိုကတော့မေးပြောခေါ်ထူးစားစရာတွေပေးဘူးဟောင်းတွေပြန်ယူသူတို့တွေ့ဆုံခြင်းကတိတ်ကိုတူတောင်းသွားခဲ့ပါတယ်။တစ်ဖက်ကိုလက်ကြည့်လိုက်တော့အာလီယိုနဲ့ရာမီလာတို့တားဖာကပွေဖက်ပြီးတော့နှုတ်ဆက်နေကြအောင်တာမက မခွဲနိုင်မခွာရဲ့အပြန်အလှန်လက်ပြနေတာကိုပါဝမ်းသာအားရတွေ့လိုက်ရတယ် အာလီယိုကအန်ဒရီကိုအချိန်လွတ်ပြီးသူ့သမီးနဲ့ပြန်လဲတွေ့ဆုံနိုင်အောင်လုပ်ပေးခဲ့တဲ့အတွက်စကလုံးတွေကိုဘလို့ဖော်ပြရမှန်းမသိတော့ဘူး။ဂျေဇုတင်ပါလေလို့လာပြောတယ်။အန်ဒရီဘက်မှာတော့သူကသူ့သားကိုခုချိန်ထိစိတ်ဆိုးနေဆုံးပါပဲ။နေပါဦး။မင်းသားကတခိုးမလို့စိတ်ဆိုးတယ်ဆိုရင်ငါလည်းတခိုးတယောက်ပဲလို့ဒါပေမဲ့ကျမကရှင့်မင်မဟုတ်ဘူးရှင့်။ဒါပေမဲ့သားအတွက်ဂျီကိုလာတာမှတ်လား။ဘာလို့ခွင့်မလွတ်နိုင်တာလဲတဲ့။ဧည့်သည်တွေ့ချိန်ပြည့်သွားပါပြီ။ အချင်းတွေကြာလာတာနဲ့မျှအချင်းသားတွေရဲ့မိခင်တွေဟာတယောက်နဲ့တယောက်အပြန်အလှန်အားပေးကူညီဖို့စတင်ဆူဝေးလာကြတယ်တယောက်ရဲ့ရင်ဖွင့်စကားကိုကြံတဲ့သူတွေကဂယူဒီဇိုင်းနားထောင်ဟောထောင်ဆိုတာအာဏာပိုင်တွေကသူတို့တရားခံလို့ယူဆတဲ့ဒါမှမဟုတ်အပြစ်ရှိသူလို့ဆုံးဖြတ်ထားသူတွေကိုလူလောကနဲ့အဆက်ဖြတ်တဲ့နေရာလို့ဆိုကြတယ်မှတ်လားဒါပေမဲ့လက်တွေမှာတော့ထောင်နေရန်ပြင်ပကဝတ်တူမိသားစုတွေကိုတမင်စုစည်းမိတွေ့ဆုံရင်းနှီးခွင့်ပေးလိုက်တဲ့နေရာဆိုတာကို အဲ့ဒီအာနာပိုင်တွေတိမတိပါလိစားထောင်ဆိုတာလူမိုက်တွေကိုပဲဖြစ်ဖြစ်မှားယွင်းပြီးအချင်းချမ်းပြီးတဲ့သူတွေကိုပဲဖြစ်တူရတူရစူးစီးသွားပြတ်စေတဲ့နေရာဆိုတာကတော့ငင်းမရတဲ့လောကနေရာမှာတစ်ခုပါဘူးအခုလဲအန်ဒရီးယားစီကိုထောင်ကနေဖုန်းဝင်လာပြန်ပြီဆက်သူကအာလီယိုပါသူတို့တွေရဲ့ကြားမှာစကားတွေနည်းနည်းပဲပြောပြီးဖုန်းကိုတမင်သက်သက်အကြာကြီးကင်တယောက်ရဲ့တက်ရှူတန်းကိုတယောက်နားထောင်ခြင်းရင်ထဲနှွေးသွားတဲ့အခိုက်တန့်လေးတွေကိုဖြတ်တန်းနေပြီးကြပါလေ ီလိုနဲ့လုံရှိတော့တဲ့အန်ဒရီဟာသူ့အိမ်ကိုရောင်းချဖို့ဆုံးဖြတ်ခဲ့ပါလေ။ထောင်ဝင်စားတွေ့နေကြတခြားမိခင်တွေရဲ့အကူအညီနဲ့ဈေးပေါ်တဲ့တခန်းတစ်ခုကိုပြောင်းရွှေ့လိုက်တယ်။ဒါဟာအပြစ်မရှိဘဲကိုယ့်အိမ်သားတယောက် ထောင်ကျနေထောင်နေရန်ပြင်ပကသက်ဆိုင်သူတွေကြုံတွေ့နေကြလောကဒဏ်တွေကတစ်ခုပါပဲ။ဒါရင်သာမကအခုတော့အန်ဒရီယာတယောက်သူ့သားစီကိုမဟုတ်ဘဲကြားချင်းတစ်ခုမှာအာလီယိုအတွက် ထောင်နေရတဲ့ကိုရောက်လာခဲ့ပါတော့တယ် ထောင်တွေမှာတီးတန့်ခွင့်ပြုမှုလေးတွေကိုယူနိုင်ရင်ထောင်ဝင်သာတွေ့တဲ့လူကတီးတန့်အခန်းလေးထိသွားပြီးရောက်သွားနိုင်တဲ့အခြေအနေမျိုးရှိတတ်ပါလေ။လာတော့ကအကြောင်းပြချက်ကတော့ထောင်ဝင်သာလာတွေ့သူပြီးပြီးအစားအစာတွေလာပို့တာပေါ့။တကယ်တဲ့အခန်းထဲမှာလူချင်းတွေ့ခွင့်ရတော့ချစ်ချင်းမြတ်တာလာပို့တာဖြစ်သွားပါတော့တယ်။နောက်တည့်မှာသူရှင်တွေအမ်လီကိုတိတ်ကိုဒေါသကြီးနေပါလေ။ အကြောင်းကတော့သူ့မှုတွေလွတ်မြောက်နိုင်စေတဲ့စန်တီရှန်ကျောင်းကိုမှန်တရားကိုထောက်ဖော်ဖို့သဘောတူညီချက်ကိုဂူစတာဗိုကိုတိုင်ကလက်မှတ်မထိုးဘူးလို့ညှင်းဆန့်နေတာကြောင့်ပါအမေကရောရှင့်နေကပါလက်မှတ်ထိုးလိုက်ပါအပြစ်တွေကတရားခံအစ်စစ်စီကိုရောက်သွားလိမ့်မယ်လို့ဖြောင်းဖြပြီးနေဂူစတာဗိုကလက်မခံတခြားနီလန်းဖြစ်တဲ့ကိုနီကိုဟန်နဲ့ပဲရင်ဆိုင်ခြင်းလေဒါမျိုးကဘလောက်အန္တရာယ်များတယ်ဆိုတာအမေတို့မသိဘူးဆိုပြီးထောင်ထဲကိုလိုလိုချင်ချင်ပြန်ဝင်သွားပါလေ ထောင်ကျအကျဉ်းသားတွေဆိုတာလူပြင်ကွင်းရဲ့တတိုင်းနောက်ကိုရောက်နေသူတွေပါထောင်လောကမှာထောင်သားအချင်းချင်းကြားကတရားစီရင်ရေးကတိမ်ဆောင်းမခံဒါတွေကို ထောင်ပြင်ကလူတွေသိနိုင်ခဲ့ပါလေနောက်ဆုံးတော့တရားစီရင်မဲ့ရက်ကိုရောက်လာခဲ့ပါတယ်သူရဲ့ထွက်ဆိုချက်မှာဂူစတာဗိုကစန်တီရှန်ကိုမတိချောင်းအာမခံခဲ့ပြီးခုံးမှုဖြစ်တဲ့နေရာကိုသူ့ရင်နဲ့လိုက်ပို့ယုံတာရှိခဲ့ပြီးဘာဖြစ်ခဲ့သလဲဆိုတာ လုံးဝမသိချောင်းအခိုင်အမာထွက်ဆိုလိုက်တယ် ဒါပြင်စန်တီရှန်ဘက်ကနေအငားတရံခံတုလုပ်ပေးတဲ့သူကလည်းသစ္စာရှိပါတယ်။ဂူစတာဗိုကိုတက်စီမောင်းဖို့သူတို့ငှားလိုက်တာ။ကျုပ်တို့ဘာလို့ပြလဲဆိုတာသူပဲသိပါမယ်။ကျုပ်တို့ကလည်းအတိမပေးဘူး။မောင်းရင်ဝေစုခွဲပေးနေရမှာပေါ့တဲ့။ဒါပြင်ဂူစတာဗိုကိုစစ်ဆေးတော့လေဒီလူတွေဘာလို့ခဲ့တယ်ဆိုတာသူဘာမှမသိ။ဒါပြင်ကျွန်တော်ကိုဘာကြောင့်ဖမ်းတယ်လဲဆိုတာအခုချိန်ထိမသိပါဘူးလို့ဖြေလိုက်ပါတယ်။နောက်ဆုံးမှာတော့အမှုမှာပြည့်ရှိကြောင်းထင်ရှားတဲ့တခြားသူတွေကိုထောင်ဒဏ်9နှစ် ငါးနှစ်စသဖြင့်နဲ့ဥပဒေအတွက်ကုန်ကြစိတ်တွေပါပေါင်းခံဖို့ပြစ်ဒဏ်သေးသေးချမှတ်ပြီးတဲ့နောက်ဂူစတာဗိုကတော့ရုပ်ရှင်ထဲမှာဆိတ်လို့ရှာအောင်ဆိုင်းငံ့ထောင်းတဲ့နှစ်နဲ့အရင်ချမှတ်လိုက်ပေမဲ့သူ့ရှင်တွေကရှောက်လဲချက်ချက်ချင်းပေးတာကြောင့်တရားရုံးကအပြစ်မရှိကြောင်းအမိန့်ချလိုက်ပါလေဖြစ်ရမှန်မှာတော့ရုပ်ရှင်ဇလတ်မဟုတ်တဲ့အတွက်အခုလို climate stain နေစရာမလိုပဲဂွင်းလုံးကျွတ်တန်းပြီးလွတ်ပေးခဲ့ပါလေဂူစတာဗိုအင်ကိုချောချောမမောပြန်ရောက်တဲ့ညမှာထောင်းကနေဖုံးဝင်လာပြန်တယ် ဘသူရှိမလဲအာလီယိုပဲပေါ့သူကဂူစတာဗိုအတွက်ဝမ်သာခုံအကြောင်းပြောပြီးအန်ဒရီယာကိုနှုတ်ဆက်စကားပြောပါလေမင်းဒီကိုထပ်မလာသိတော့ပါဘူးငါ့ကိုယူမှာအဲ့ဒါကဟိုကောင်းပါလေဟုတ်ပြီလားလို့ပြောပြီးဖုံးချသွားပါတော့တယ်အာလီယိုကသူ့အတွက်နဲ့အန်ဒရီယာထောင်ဝင်းစားလာတွေ့နေရမှာကိုစာနာနားလည်ပြီးသူ့ဘက်ကနေဇလန်းဖြတ်လိုက်တာပါတကယ်ပေါ်မှာတော့အန်ဒရီယာတယောက်ထောင်ဘူးဝါကတခြားမိခင်တွေနဲ့တူထောင်ထဲကိုသွားတဲ့ထောင်ဝင်းစားကားပေါ်ကိုရောက်နေပါတယ် တချိန်ကတောကရုနဲ့ညိုမိုင်းနေတဲ့သူ့မျက်နှာကကာလန်ဒေသန်နဲ့မတင့်တော့စစ်စစ်ကြည့်တင်းငိန်တလောက်မျက်နှာလေးမှာပြုံးရိပ်တိတ်တဆိတ်တွဲခုနေတယ်။သူ့မျက်နှာလွဲသွားပြီဆိုရင်တော့သူ့ငယ်ချင်းမာတာကငါလဲမိမချင်းဖို့တိပါတယ်အေးဆိုတဲ့ပြုံးလေးကိုရောင်ရောင်လေးပြုံးပြီးခိုးကြည့်နေတတ်ပါတယ်။ဒီလိုနဲ့အန်ဒရီယာဟာနောက်ထပ်ဆလင်းနှစ်ထိအာလီယိုကိုထောင်ဝင်စားစစ်တိုက်တွားတွေ့ခဲ့တယ်။ သူတို့ဟာတရားဝင်လက်ထက်ခဲ့ကြပြီးသားလေးတယောက်ပါရခဲ့ပါတယ်2019ခုနှစ်မှာအာလီယိုဟာထောင်ကနေလွတ်မြောက်လာခဲ့ပြီးအဲ့ဒီချိန်ကနေစပြီးသူတို့နှစ်ဦးဟာယခုအချိန်ထိအတူတကွရှိနေခဲ့ပါတယ်အန်ဒရီယာဟာသူ့သားရဲ့အပြစ်မရှိဘဲထောင်ထဲမှာအချုပ်ခံခဲ့ရတဲ့ဖြစ်ရပ်တွေနောက်ပိုင်းမှာတော့လွတ်လပ်ခွင့်နေဆုံးရှုံးနေတဲ့သူတွေရဲ့မိသားစုဝင်တွေအတွက်အခွင့်အရေးတွေအတွက်မမောပပန်းဇက်တိုက်တိုက်ပွဲဝင်သူဖြစ်လာခဲ့တယ် သူဟာတခြားမျိုးသမီးတွေနဲ့အတူအာဂျင်တီးနားမှာဖန်ခံရတဲ့မိသားစုများအဖွဲ့အစည်းကိုတီထောင်ခဲ့တယ်2024ခုနှစ်ဒီဇင်ဘာလထွေအန်ဒရီယာဟာကုလသမဂ္ဂရဲ့နှိမ့်ဆက်ညှဉ်းပန်းမှုကာကွယ်ရေးဆက်ကော်မတီခွဲမှာလက်တင်အမေရိကကိုယ်စားလှယ်တဦးဖြစ်နေဆောင်ရွက်ခဲ့ပါတယ်ဒီရုပ်ရှင်ထဲမှာပါတဲ့ထောင်ဘူးဝမှာ တန်းစီနေကြတဲ့မိခင်တွေမိသားစုဝင်တွေဟာတကယ်ထောင်ဝင်စားလာတွေ့ကြသူတွေပါပါတယ်လို့စကားမှာရေးထိုးထားပါဘူးလူသားတိုင်း အပြစ်မရှိဘဲထောင်သွင်းအကျဉ်းချချုံနောင်ခံရခြင်းပြမှာကင်းဝေးကြပါစေ။